တာများတယ်ဒါပေမဲ့အရင်ကြီးတော့ဟိုလိုမျိုးတော့မဟုတ်ဘောเนาะမြေလေးတော့ဟိုးရင်နေရဆိုတော့အပေးอยู่อ่ะတဲ့ပြီးသားအော်တက်တော့စိုက်လည်းမစိုးဘူးနောက်ပြီးတော့တက်တော့နင်းလာစီလိုတဲ့ဆန္ဒလည်းမရှိဘူးအဲကိုယ့်ရဲ့အမှုပညာမောင်နှမတွေပေါ့เนาะအဲ့လိုစတာနောက်တာအဲ့လိုမျိုးပဲရှိရပါအိမ်မက်တဲ့ကအိမ်မက်ပါပဲ ဆာပရိုက်တိုက်တယ်ဆိုတာထက်ကို तू ကဒီရိုက်တဲ့အချိန်မှာသူ့ရဲ့ဒီ action ရပေါ့နော် तू လုံနေတဲ့ move ပေါ့ move တီးပြီးတော့ तू ကိုယ်တိုင်လည်းမသိဘူး move ကလေအဲ့လို rehearsal မှာတော့တမျိုးတကယ်ရိုက်လို့ရှင်တမျိုးအဲ့လိုဖြစ်ဖြစ်သွားတာပေါ့အဓိကကတော့သူကမုနဲ့လုတ်တဲ့ဟိုဘယ်လိုပြောမလဲ item မဟုတ်ဘဲနဲ့ပေါ့နော်သူ့ရဲ့စိတ်ထဲမှာခံစားချက်တစ်ခုပေါ်လာပြီဆိုသူကထားလုတ်လိုက်တာ အေးအဲ့ရဆိုလဲအရန်လေးကျင်ရတာအဲ့သူတချင်းတချင်းတချင်းရိုက်ဖို့မင်းတို့တလားလောက်တကယ့်ဒန်ဆာတွေနဲ့ခေါ်ပြီးတော့လေးကျင်ပြီးတော့အင်ဂျီကိုအဲ့ခေတုန်းကယူရီးယားမှာ shopping ထွက်ပြီးတော့ဝယ်ခဲ့ရတာအဲ့ကြောင့်မေလေးတို့အင်ဂျီတွေကဒီမှာအခုလောလောဆယ်ပေါ့နော်ဟိုဒီမှာဆိုတာဒီဘက်ခင်မဟုတ်ဘောအဲ့တုန်းကခေတုန်းကဆိုလိုက်ဝယ်လို့မရဘူးဖန်ကောင်းမှာပဲ shopping ထွက်ဖန်ကောင်းမှာပဲဝယ်အခုလိုလဲ online နေမရှိဘူးမှာလို့လဲမရဘူးကိုယ်တိုင်သွားဝယ်ရတာအဲအဲ့လိုမျိုးလေးတွေပေါ့ဆိုတော့ ီနေ့မမေလေးကိုပေါ့နော်ကျွန်တော်တို့ဒါသတင်းကျွအတွက်ပုံဖော်ပြီးတော့ရိုက်ကူးတဲ့ဒါရှူတင်လေးအတွက်ကျွန်တော်ကိုယ်တိုင်အလားဆုံးဖြစ်အောင်မိတ်ကပ်ကိုပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်မမေလေးနဲ့ကမစုံတာလည်းတော်တော်ကြပြီဆိုတော့ဒီနေ့ပြန်ပြီးတော့ဆုံးရတဲ့လိန်ရတဲ့အမဘယ်လိုခံစားရလဲအဲခုနလိုပေါ့အတိုင်းမသိပြောပါဘောဘာလို့လဲဆိုတော့ကိုယ်စိတ်လေးနဲ့ကမေလေးနဲ့က လွန်ခဲ့တဲ့အနှစ်ပေါင်း20လောက်ထဲကခင်ခဲ့တာဆိုတော့အခုမှခင်တာမဟုတ်ဘူးပေါ့နော်အဲ့တော့မီလင်းကလည်းတွေးချင်းနေဒါပေမဲ့ဈာထဲမှာလည်းကိုယ့်ရဲ့ကိုယ့်အလုပ်တွေနဲ့ကိုမအားကိုစိတ်လင်းကလည်းမအားရဲ့ခါကြတော့ အာခုနလိုမတွေ့ပြဘူးပေါ့အခုလိုမျိုးဒီနေ့လေးမှာစုံရမယ်လို့ကြားတာနဲ့ဟိုအရင်ကဝါတာနေပျော်တယ်ဘာလို့လဲဆိုတော့ဟာကိုစိန်လေးဆိုလို့ရှိရင်ခုနလိုပေါ့နော်ကိုလိမ့်နေကြဆိုတော့ပေါ့နော်လိမ့်ချင်နေအာနောက်ပြီးတော့မတွေ့ရလဲကြာပြီဆိုစကားကြီးလည်းပြောချင်နေအဲအဲ့လိုမျိုးလေးပေါ့ဒီနေ့ကတော့တကယ်အမှတ်တရနေလေးတစ်ခုပါပဲပြီးတော့ဒါသတင်းကျွတ်အတွက်လည်းဒါပထမအောင်ဆုံးကိုစိန်လေးနဲ့ပဲလိမ့်ပြီးတော့ရိုက်တာပါ မမေလေးရဲ့အဖေကဒါကျွန်တော်ရဲ့ဆရာပေါ့နော်ဘူဆုံးမြေကကျွန်တော်ဒီဓပုံလောကအောင်စဝင်တဲ့အချိန်မှာလေးဟာကျွန်တော်တို့ဒါအကုန်တင်ပေးခဲ့တာအဲ့တော့လည်းမမေလေးရဲ့အကူအညီနဲ့ပဲအမကပြောပေးရောပေါ့နော် အမဖေနဲ့တန်းတန်းတက်ချင်တယ်ဆိုပြီးအဲ့မမေလေးကမေလေးကအဲ့ချိန်မှာလေးပြောပြခဲ့တာပေါ့ဘာမှမပြောင်းလဲမမေလေးကငငယ်တော့လှတဲ့အတိုင်းပဲအခုလည်းလှတော့မယ်ငငယ်တော့ခန္ဓာကိုယ်တိုင်းလည်းအခုတိုင်းပဲနောက်ဆုံးညလုံးတည်းကမျက်ကပ်မှဆာသူဘာမှမပြောင်းအဲ့လိုမျိုးဆိုတော့မပြောင်းလဲတဲ့အရာမှာဒါအပြင်ပန်းတံလည်းမပြောင်းလဲသူတို့စိတ်ပိုင်းတံလည်းမပြောင်းဘောနော်ဟိုမမေလေးနဲ့ကျွန်တော်တို့ကအပြင်မှာဟိုခဏခဏမတွေးဖြစ်တာပဲရှိမှာဒါပေမဲ့ live မှာတော့အမြဲတမ်းဟို comment လေးမှတ်ဖြစ်တဲ့စကားတွေပြောဖြစ် ်တယ်ဒါပေမဲ့ရင်ထဲရခင်မင်မှုတွေကအခုချိန်မှာပြန်တွေးတော့လဲဟိုအလွန်ငယ်အနည်းငယ်လောက်ပဲတားကြီးဟုတ်တယ်เนาะတားကြီးတက်တက်လောက်ရှိပြီကျွန်တော်တို့ရင်းနေခဲ့တာပြီးတော့အဲ့လိုခုနပြောလိုပဲအဖေနဲ့ပဲရင်းနေတာမဟုတ်ကိုချမ်းနဲ့လည်းအရန်ချစ်တယ်ဟုတ်တယ်မမေလေးအမျိုးသားဆိုကျွန်တော်တို့ဒါညီကိုလိုပဲပြောကြရဲဆိုကြတယ်ဟုတ်တယ်စကားကြီးပြောနေသေးတယ်အဲ့လိုအဲ့လိုဆိုတော့မမေလေးရဲ့အမားကြီးမမကြီးနဲ့လည်းခင်တယ် အဲ့တော့တဆွေလုံးတစ်မျိုးလုံးနဲ့ခင်တာပေါ့နော်ကိုစိတ်ကိုချမ်းမမီဆိုလဲကျွန်တော်အရင်ချစ်တာကိုချမ်းမမီကအရင်လည်းလာပြီးတော့အားပေးတယ်ကျွန်တော်တို့စပင်းညက်ဆိုင်ခွင့်နဲ့ချိန်ငါဆိုလို့ရှင်အန်ဒီကလေအရင်ချစ်ဖို့ကောင်းတယ်အခုအန်ဒီမရှိတော့ချိန်မှာလည်းအရင်တတိယတာပေါ့နော်ဟုတ်အမလီအရင်ကြိုက်ခဲ့တာပေါ့အဲ့ချိန်တော့အချင်းမြုံဝန်တချင်းထွက်တဲ့ချိန်မှာကျွန်တော်ကဒါတက္ကသိုလ်ကျောင်းသားအရွယ်လောက်ပဲရှိသေးတဲ့ခါကြတော့အဲပြောမယ်ဆိုလို့ရှင်အမှုပညာသမားတွေနဲ့အရင်ဝေးတယ်ကိုကဒီ level တွေဝင်လာမယ်မနဲ့မသိထားဘူးပေါ့နော်ကိုလည်းအဲဂီတကို ာသနာပါလူတယောက်အနေနဲ့ကိုကြိုက်တဲ့တခြင်းမှာတရုပ်ဆောင်တဲ့မင်းသမီးဆိုပါရန်ဝန်းပြပြလေးဆိုကျွန်တော်ငငယ်တော့ခေတ်ဆိုလို့ရှိရင်အရန်မြက်ကမှန်ဆိုတာကအထူးဆန်းဖြစ်နေရတယ်နော်အခုလိုမပေါ်ဘူးကွယ်အခုလိုမျိုးလည်းချက်ချင်းမရဘူးနော်ဟုတ်တယ်အဲ့ဒါကြောင့်မို့အဲ့တရားလေးတခြားမင်းသမီးနဲ့လုံးဝမတူဘူးအဲ့လိုမျိုးသူ့ရဲ့အကြည့်လေးကအရန်မိုက်တယ်ဆိုပြီးတော့ကိုအားပေးခဲ့ရတဲ့ဒါမင်းသမီးနဲ့အခုလိုမျိုးရင်းနှီးခွင့်ရတယ် အလုပ်တွေတူတူလုပ်ခွင့်ရတဲ့အတွက်လည်းအတိုင်းမတိပြောတာပေါ့မီလီလည်းတူတူပါပဲရှိရပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီတော့တငယ်ချင်းတွေနဲ့အမှတ်တရပေါ့ဥမာမီလီရဲ့အဲ့ဒီတော့တွေ့မှာပေါ့အတွဲလိုက်တငယ်ချင်းလေးတွေနဲ့အများအားဖြင့်တွေ့ရတယ်ဆိုတော့ အမှတ်တရတွေကတော့အများကြီးပဲကိုရာဇာနဲ့လည်းရှိရဲနောက်ပြီးတော့ကိုရာဇာနဲ့တော့ပုံများတာပေါ့နော်အာနောက်ပြီးတော့အိုက်တန်နဲ့တငယ်ချင်းတွေနဲ့လည်းအများကြီးပဲမီလေးရှိရဲဥမာပလဲရိုမီဆူရိုနဲ့ပေါ့နော်အဲ့ဒါမျိုးလေးတွေအာအလွဲလေးတွေလည်းရှိရပါဥမာမြေဖနက်ဆိုလို့ရှိရင်ရိုက်နေတဲ့ကိုသူထူးဆန်တဲ့ရိုက်နေတန်လန်းနဲ့ပြီးတဲ့အချိန်မှာ ကျူသွားတာအဲ့လိုမျိုးလေးတွေပြီးသွားလို့ရှိရင်အဲ့လိုမျက်ကပ်မှတ်တက်ထားနေတဲ့မျက်ကပ်မှတ်ကကွာကြွားပြီးတော့တစ်ဖက်ကမျိုးလုံးကအညိုရောင်အပြာရောင်ဖြစ်လာမင်းသားလန့်သွားတာကိုကိုကတော့ကွာမမမသိလိုက်ဘူးဆိုတော့အဲ့ချိန်ကရိုက်နေတော့ဇောကကျတော့ရိုက်တဲ့စိတ်မှပဲရှိနေတော့မြင်လားမမြင်လားသိချာမသိလိုက်ဘူးပေါ့နော်အဲ့လိုမျိုးတွေပေါ့အမှန်တော့ဝါးနေတာဘာလို့ဝါးနေလဲမသိဘူးဆိုတော့တစ်ဖက်ကကြည်နေတော့ဩတစ်ဖက်ကတော့မြင်ရတယ်တစ်ဖက်ကတော့မမြင်ရဘူး အဲ့လိုမျိုးလေးပေါ့ရိုက်ကွင်းအလွဲလေးတွေကတော့အဲ့လိုမှရှိရပေါ့နော်အာအဲ့ဒါတော့ပြောမနေနဲ့တော့အဲ့ဒါကျတော့ရေကူးကံမာလေးအမှတ်တရအဖြိုးကြီးရဲ့ဒီပလက်တီနမ်ဆွဲကြတဲ့ချင်းကိုရဇာနဲ့ရိုက်တော့ဆိုလဲအဲ့လိုပဲရေကူးကံမာကိုကရေမကူးတက်ဘူးပေါ့နော်ပြောထားတာအဲ့ဒါကိုရအောင်လို့ရေကူးကံအလဲကိုရိုက်ပြီးတော့အဲ့ပုံပိုင်းทําเลยဆိုပြီးတော့လုပ်တာပေါ့เนาะကိုယ်ရင်မကူးတောက်ဘူးငါကိုရပြောထားအဲ့တော့တိလဲတိရောအဲ့လိုမျိုးတွေပေါ့စတာပေါ့เนาะတကယ်တော့မပြစ်ချပါဘူးစတာပေါ့ ချတဲ့ပုံစံလေးပါကြီးလုံလာပါမှန်တော့ကိုကကြောက်တာတုံးနေရပါရေမကူးတက်တော့လေးကြောက်တာပေါ့နော်အဲ့လိုမျိုး လိုတွေရောဒါအကိုကအနိုင်ကျင်တာရောခင်ခင်ရတယ်။อืมကိုရစားတော့စတာများတယ်။ဒါပေမဲ့အရင်ကြီးတော့ဟိုလိုမျိုးတော့မဟုတ်ဘောเนาะ။အဲသူ့အနေနဲ့တော့သူနဲ့ရှင်လိုက်လို့ရှင်မီလီရိုတွေကဘာပြောခလေးတတ်တာပဲဆိုတော့သူအနေနဲ့တော့စတာပဲပေါ့အဓိက။ဒါပေမဲ့ဟိုလိုမျိုးညနာစီလိုတဲ့ဆန္ဒမျိုးနဲ့တော့လောက်တာတော့တခုမှမရှိပါဘူး။နောက်အဲဂျေဇုဘာကွယ်ဆိုရဲရှိုင်းသက်ချင်းမှာနောက်ဆုံးပြန်ဆောင်တာပေါ့เนาะ။အဲ့ဒါကြတော့အဲ့လိုမျိုးပဲယထားလာတဲ့အချိန်မှာယထားဟို ထတာတွေပါရစတာပါเนาะအကူကလည်းသူ့လက်ချီကိုပြန်ဆွဲထားတယောက်တည်းတော့ထမကံဘောကိုရစားဘောခေါ်ပါမယ်ဆိုအဲ့လိုမျိုးလေးပေါ့တက်လက်ထထားလေမြေလေးတော့ဟိုးရင်နေရဆိုတော့အပေးอยู่တာတဲ့ပြီးသားအော်တက်လက်ထစိုက်လည်းမစိုးဘူးနောက်ပြီးတက်လက်ထနင်းလာစီလိုတဲ့ဆန္ဒလည်းမရှိဘူးအဲကိုယ့်ရဲ့အမှုပညာမောင်နှမတွေပေါ့เนาะအဲ့လိုစတာနောက်တာအဲ့လိုမျိုးပဲရှိတာပါအိမ်မက်တဲ့တာအိမ်မက်ပါပဲ ဒါကတော့ဒီဘက်ခင်မှာမပါလာတော့ဘူးလို့လည်းပြောလို့မရဘူးเนาะအမြဲတမ်းရည်စည်းချောင်းဆိုတာတကြောပြန်နေတာပဲအမမေလေးလည်းအကုန်တူပညာနားလိုက်တာလည်းမဟုတ်ဘူး तू အဲလောက်ရှိရင်ရှိသလိုပြန်ပြီးရိုက်ကိုရခုနတော့မှ तू နဲ့ makeup ပြင်နေပြောဖြစ်သေးရဲ့အမမေလေးတနစ်ကိုတကားလောက်တော့ရိုက်ပါအမောပြိသက်တွေကမျော်လင့်နေသေးရဲ့ပေါ့เนาะစိတ်လေးကပြောနေအဲ့ဒါတော့လည်းရွေးတိတ်ချာရွေးပြီးတော့ရိုက်ပါပေါ့เนาะရိုက်စီစနေကိုကလည်းအမှန်တိုင်းပြောရင်အလုပ်တစ်ဖက်လည်းပါတယ်ပေါ့เนาะကိုရဲ့မိသားစုကိစ္စတွေရောအလုပ်တွေရောဆိုတော့အများကြီးစဉ်းစား လာပြီးအရင်ကလိုအချိန်ပေးနိုင်မှာမလားလက်ခံပြီးရင်လည်းကိုစိန်လင်းရဲ့ကိုကပြီးအောင်လို့တာဝန်ယူရတော့ပါလေအလုပ်တစ်ခုကပြီးတော့အကောင်းဆုံးဆိုတာမျိုးကိုကလုပ်ပေးတင်တဲ့ခါကျတော့ကိုတာဝန်မယူနိုင်တဲ့ဟာမျိုးဖြစ်မှာလဲဆိုတာအဲ့တော့အရန်ချိန်ရပါတော့เนาะအဲ့ဒါကြောင့်မလို့ပါ အော်ပရိသတ်နဲ့ထပ်တူနှံ့မျောတာပေါ့နော်ကိုချစ်ခဲ့ရတဲ့ကိုအားပေးခဲ့ရတဲ့အမှုပညာရှင်တရားကိုကိုနဲ့လေမောင်နှမတို့ခင်နေတဲ့အချိန်မှာပြန်လို့ပြန်လို့တော့တိုက်တော်နာပဲအဲ့တော့ဟိုဘာဖြစ်မြင်ရမှာပါအခုဆိုလို့ရှိရင်လည်းဒါကိုရစာနဲ့လည်းနောက်ပိုင်းလည်းတို့ကြုံလာအောင်မွဲပဲဆိုတော့လေကြုံညာရင်လည်းရိုက်ဖို့ရှိပါလေလို့ဟုတ်ပါအရေးကြီးရပါတော့အရေးကြီးရဟုတ်တယ်ဟုတ်တယ်လမ်းတော့ဟော ဲ့လိုတွေလန့်သွားပါတယ်ပေါ့လန့်သွားတာပေါ့နော်အမ် surprise တိုက်တယ်ဆိုတာထက်ဟို तू ကဒီရိုက်တဲ့အချိန်မှာသူ့ရဲ့ဒီ action ကပေါ့နော် तू လုံနေတဲ့ move ပေါ် move တီးပြီးတော့ तू ကိုယ်တိုင်လည်းမသိဘူး move ကလေအဲ့လို rehearsal မှာတော့တမျိုးတကယ်ရိုက်လို့ရှင်တမျိုးအဲ့လိုဖြစ်ဖြစ်သွားတာပေါ့အဓိကကတော့ तू move နဲ့လုပ်တဲ့ဟို ဘယ်လိုပြောမလဲ item မဟုတ်ဘဲနဲ့ပေါ့နော်သူ့ရဲ့စိတ်ထဲမှာခံစားချက်တစ်ခုပေါ်လာပြီဆိုသူကထားလုပ်လိုက်တာဒါပေမဲ့အဲ့ဒါကိုတစ်ဖက်ကတရုပ်ဆောင်တဲ့လူကိုမပြောထားတဲ့ခါကျတော့ကိုက response item ကိုဘယ်လိုလုံးရမလဲသူ့ရဲ့ဒီချိန်ဝါတဲ့ move ပေါ်မှာကိုကဘယ်လိုလုံးရမလဲဆိုတဲ့ဟာကိုမသိတာပေါ့အဓိကတော့ chemistry ပေါ့နော် chemistry တယောက်နဲ့တယောက်ကဒါကတော့ရိုက်တာ ကြာပြီးတော့ရိုက်တာများတော့မှပဲသူ့ရဲ့အထာအထာကိုတည်တာပေါ့မေလီတို့ကျတော့ဟိုးရင်ထဲကရိုက်တိတ်ခဲ့တဲ့အခါကျတော့ तू ဘလို့မှုပြောင်းပြောင်း तू ပြောင်းနေမှုပေါ့ကိုကလိုက်မှု ပြောင်းပြီးတော့တရုတ်ဆောင်လိုက်တာပဲဆိုတော့တိတ်ခက်ခဲတွေမေလီတို့မှဒီလိုကြောင်သွားတာတွေလို့အဲ့လိုမျိုးပေါ့နော် तू လှုပ်တဲ့မှုကိုကိုကဘလို့ပြန်လုံးအောင်လဲဆိုတော့ချက်ချင်းအုံနောက်ကပေါ့နော်တိသွားတာပေါ့အဲ့ဒါမျိုးတွေဆိုတော့အခက်ခဲမရှိဘူးဒါပေမဲ့ဂျန်တဲ့လူတွေကျတော့ဟိုနည်းနည်းလေးသူ့အထာတော့တိဖို့လိုတာပေါ့ အဲ့အဆိုလဲအရန်လေးကျင်ရတာအဲ့သူတချင်းတကြတချင်းရိုက်ဖို့မင်းလူတလားလောက်တကက်ဒန်ဆာတွေနဲ့ခေါ်ပြီးတော့လေးကျင်ပြီးတော့အင်ဂျီကိုအဲ့ခေတုန်းကယူရီးယားမှာ shopping ထွက်ပြီးတော့ဝယ်ခဲ့ရတာအဲ့ကြောင့်မင်းလေးတို့အင်ဂျီတွေက ဒီမှာအခုလောလောဆယ်ပေါ့နော်ဟိုဒီမှာဆိုတာဒီဘက်ခင်မဟုတ်ဘောအဲ့တုန်းကခင်တုန်းကဆိုလိုက်ဝယ်လို့မရဘူးဖန်ကောင်းမှာပဲ shopping ထွက်ဖန်ကောင်းမှာပဲဝယ်အခုလိုလဲ online နေမရှိဘူးမှာလို့လည်းမရဘူးကိုယ်တိုင်သွားဝယ်ရတာအဲအဲ့လိုမျိုးလေးတွေပေါ့ဆိုတော့อืมသူ fashion နဲ့ပေါ့နော်သူခင်နဲ့သူခါနဲ့တော့ဟုတ်နေရပါပဲအမေလေးရတစေးဖြုတ်ဖြုတ်ရတာအဲ့လိုမဖြုတ်ဘဲနဲ့တော့မဝတ်တက်ပါဘူး ဟုတ်တယ်သူကတော့မဖြစ်ဘူးဘာလို့ဆိုဈေးကြည့်မှတ်တည်အောင်ပြန်သွင်းဖို့လားမဟုတ်ပါဘူးဟုတ်ပါဘူးဈေးကြည့်မှတ်တည်အောင်ဒီတဲ့ကြောင်ပြောလင်းနေတာတာနေပါပြီခွဲအကုန်ပြန်နေတဲ့ချန်ရယ်လေးအင်ပေါ်မေလီရိုက်တဲ့ဟာဆိုလဲကိုစိန်လင်းနေပဲပေါ့နော်တောက်ချောက်ပါပဲရိုက်နေပါတယ်အတေးကတော့ကျွန်တော် today စေချာ coffee စထုတ်တဲ့နောက်ပိုင်းလောက်တည်းကမမေလီကိုကြော်ညာရိုက်မယ် coffee လေးကိုအရင်စမ်းတောက်ပြီးတောက်ပြီးတော့မှအဲတကယ်ကို experience ရပြီးတော့မှပဲရိုက်ချင်တယ်လို့ပြောထားတာတစ်နှစ်ပြည့်သွားရဲ့အဲ့တည်းက အခုတော့ဒီနေ့သူကော်ဖီတောက်ကြည့်ရဲဆိုတော့ကျွန်တော်ကော်ဖီတောက်တာအရန်ကောင်းတယ်သူကြိုက်တယ်ပေါ့နော်ဆိုတော့ဟုတ်တယ်ပြီးတစ်ခွက်ထပ်တိုက်ပါဦးသူ့ကိုကျွန်တော်အဲတလားတိုက်မယ်လို့တလားတိုက်ပြီးလို့ရှိရင်အဲ result ကိုသိပြီဆိုရင်ကျွန်တော်ကြော်ညာရိုက်မယ်ပေါ့နော်အဓိကတော့အဲခုနမေးသလိုပေါ့နောက်ထပ်ဘာတွေလုပ်ဖို့ရှိလဲဆိုတော့ကျွန်တော်ရဲ့ today season coffee လေးကိုလည်းမမေးလေးကိုပေါ့နော်ကြော်ညာလေးလုပ်ပေးဖို့အတွက်အကူအညီတောင်းထားပါတယ်အဲ့တည်းလည်းမမေးလေးရဲ့ပရိသတ်တွေကိုတခြားသော တင်ဆက်မှုတွေလည်းအများကြီးထပ်ပြီးတော့မြင်တွေ့နေအောင်ကျွန်တော်တို့အစွမ်းကုန်စူးစမ်းချင်ပါတယ်လို့ မီလီကလည်းကြောညာတစ်ခုကိုလက်ခံလို့ရှင်ရကိုကိုရိုင်အရင်ဆုံးတုံးကြည့်ချင်တာလေဒီဟာကိုပတ်ဆိုင်ရလို့ကြောညာတာမျိုးတို့ဒီဟာကိုမကောင်းတဲ့ဟာကောင်းပါတယ်လို့အဲ့လိုမျိုးပြောချင်ဘူးအဲ့တော့ကိုကိုရိုင်တုံးပြီးတော့ကိုကိုရိုင်စိတ်တိုင်းကြကျင်းတတ်တယ်ဆိုအဲ့ရဲ့ဖြစ်လာတဲ့ပေါ့နော် reset ပုံမူတည်ပြီးတော့မီလီကအကုန်လုံး sharing လုပ်ပြီးမှဖြစ်ပါတယ်အဲ့လောက်ထိမီလီချစ်တဲ့ပရိသတ်တွေကိုမီလီကအမြဲတမ်းစဉ်းစားပြရပါ ဟုတ်ကဲ့ပါအခုသတင်းကျွတ်ကာလနဲ့စတင်ပြီးတော့မြန်မာပြည်သူပြည်သားတွေအားလုံးကဘာသူကဘာသားတွေအားလုံးစီးပွားလုပ်ငန်းတွေတိုးတက်ပြီးတော့အနေကင်းပြည့်ရှင်ကြပါစေ၊ကျန်းမာပျော်ရှင်ကြပါစေလို့ကျွန်တော်တို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ကိုစိလင်းနဲ့ထပ်တူပါပဲ။ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ကော်ဖီကူလာလားဖယ်လေးချက်ချင်း။မော်နီပါ။မော်နီပါဆိုတော့ကိုကိုစိလင်းနဲ့ထပ်တူတယ်။โอเคရပြီလား။